ဟာစတိကဆက်ကပါမယ်။တရှင်းဆောင်နေတဲ့သာသမီတယောက်ချင်းစီနိုင်ဖို့ချစ်တော်ပါ။အဖျန်ရှင်ပြင်ဆင်ပြီးတော့အီအချေအီအနာရအတွက်အဖျန်ရှင်ဆောင်ရွက်ရှိမှချိန်မှပါလိမ့်။အီဘယ်စတိကဒီဆောင်ခြင်းတွေလူအဖြစ်ပေါ်တဲ့အဖျန်ရှင်အဖြစ်တော်ဖြစ်စေတော်ပါ။ ကျမ်းစာတော်တာဝန်ကြီးတရားချင်းစီရင်တက်လာပါတယ်လေခွန်အားယူစရာဒီဆောက်စာကိုဖြစ်စေတော်မူပါယေရှုခရစ်မြတ်တော်ဆောင်းမပေါ်တော်မူအရှင်သက်ကနေအဆောင်ပါပါကျမ်းစာအာမင်ကျွန်တော်တို့ဒီလာသွားနေခေါင်းစဉ်ကခရစ်တော်နာမလိုက်ခြင်းဖြစ်တဲ့ အဲကျွန်တော်ရှေ့ဘက်မှာလေးလိုက်ခဲ့တယ်ခရစ်တောက online line ဆိုတာဘယ်လိုလဲပေါ့လေးလိုက်ခဲ့တဲ့ TE ကိုထားခဲ့ရတယ်ခရစ်တောက online ကိုတောင်းပန်ထားတယ်ပေါ့အဲဒါကျွန်တော်ဒီနေ့ဒီညမှာအဓိကပြောပြချင်လေးလိုက်ချင်တဲ့အရာကခရစ်တောက online တယ်ပေါ့လူတိုင်းကလည်းပဲခရစ်တောက online ဆိုတဲ့သူတို့ကသူတို့ခရစ်တောက online နေတယ်ဆိုတော့များစွာပြောချင်တယ်ပေါ့ဒါမှစစ်မှန်တော့ ကျန်းသင်တာကိုစစ်မှတ်သားလိုက်ချင်းဆိုတာဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်ဒီမှာအနေငယ်ယူဆောင်လာတာဖြစ်ပါတယ်ပေါ့ဒီဆောင်လာပြည့်အဲဒါကျွန်တော်တစ်ခါတည်းမှာကျွန်တော် critical နော် like ရဲ့ဆွေးနွေးမှာကျွန်တော်အမှုဆုံးထင်တတ်တဲ့သူကကျွန်တော်တို့က critical ကိုအမှုဆုံးလိုက်တယ်လို့ထင်တတ်ကြတယ်ပေါ့အဲတော့ထင်တတ်ကြတယ်ကြတယ်ပေါ့လေတကယ်လို့ဆိုရင် critical နော်ကျွန်တော် like ဖို့အတွက်ဆိုရင်ကျွန်တော်ဘာလိုအပ်လဲဆိုတော့ကျွန်တော်တို့ကို like ချင်းခွင့်ပြုခံရဖို့လိုတယ်ပြောချင်တာကကျွန်တော်တို့က like ခွင့် ခံပေးဖို့လိုအပ်တယ်ဒါဆိုကျတော့ခွင့်ပြုချင်ရမယ်ပြစ်နာလိုက်ပြန်ရမှာဖြစ်ဥပမာကျွန်တော်ကဒေါ်တော်ပြတ်ရှင်မှာတပည့်အနေနဲ့ပညာတော်တင်ခြင်းနဲ့ဆိုရင်အဲ့ဆရာကကျွန်တော်တပည့်ပြီးလက်ခံပါကျွန်တော်ကသူ့ရဲ့တင်ကြရေးအဲသူ့ရဲ့ဆရာနောက်မှတပည့်ကြတဲ့ကျွန်တော်ကပညာသင်ကြားဖို့ရမှာဖြစ်တယ်အဲ့လိုပဲကျွန်တော်ခရစ်တော်နဲ့လိုက်ချင်းဆိုတာပါဦးဆုံးပထမချက်တော့ဒီမှာနားနဲ့ဆီချင်တာကခရစ်တော်ကခွင့်ပြုပေးလို့တာကျွန်တော်တို့ကခရစ်တော်နော်လိုက်ခွင့်ရတာဆိုတော့ရှေးဆက်ကျွန်တော်ဒီနေ့မှာနားနဲ့ဆီချင်ဒါကြောင့်မို့ဒီယောဟန်မှာဆိုရင် ရှင်ရောင်းခရုံကျန်လာပါဆိုင်ငါဆိုအဲတင်တော့တင်ငါပို့ပြီးကောက်ဆက်ပြီးဟောင်းတဲ့အာဒီတင်တော့ပို့ပြီးကောက်တဲ့အဲ့တော့ကျွန်တော်ခရစ်တော်နော်လိုက်ရတယ်ပထမဆုံးရှင်ရောင်းကျွန်တော်နားလည်ဖို့ပြင်ရပါသိစေချင်တာကကျွန်တော်တို့ခရစ်တော်နော်လိုက်ခွင့်ရခြင်းဒီခရစ်တော်ကခွင့်ပြုပေးလို့ဒါကျွန်တော်တို့ကလိုက်ခွင့်ရတယ်ဆိုတော့ကျွန်တော်ဒီနေရာမှာနားလည်ဖို့ပြင်ရတာဖြစ်တယ်အဲ့တော့ကျွန်တော်ဆက်ချက်နားလည်ဖို့ရတယ်ကျွန်တော်ခရစ်တော်နော်လိုက်တယ်ဆိုတာကခရစ်တော်ကျွန်တော်ခွင့်ပြုခွင့်ပြုရရှိခရစ်တော်ကခွင့်ပြုပေးဖို့ ်ရှုတဲ့လိုရတဲ့စာနားနဲ့သိချင်တယ်။အဲ့တော့နောက်တစ်ချက်အနေနဲ့ဆိုရင်ကျွန်တော်တို့ခရစ်တော်နာလိုက်ဖို့အတွက်အဲ့တော့ခရစ်တော်နာကခရစ်တော်ကိုဖတ်ပြီးပြောလိုက်ပြီးဆက်ကြအောင်ကျွန်တော်တို့ကပါဆက်လို့ရတယ်ဆိုတော့ပါဆက်တော့ခရစ်တော်နာလိုက်နေတာလည်းဆိုရင်တိကျလို့ရတယ်ပြောတာဖြစ်တယ်ဒီတမန်ကျမ်းစာထဲမှာဒီတမန်တော်အဲဒီယေရှုခရစ်ကဘယ်လိုဆန္ဒပါနေလဲတော့သူတို့ကခရစ်တော်နာလိုက်တဲ့အဲရှင်ဒီဒီရှင်ပေလိဟုဆိုလဲအဲသူ့ကိုဘုရားခင်ကခေါ်တယ်အဲ့တော့ခရစ်တော် ကျွန်တော် live ဖြစ်တဲ့ဒီမှာဆိုရင်လူတွေအနေနဲ့ဆိုရင်လူတွေအနေနဲ့ဆိုရင်ကျွန်တော်တို့ကတစုံတစ်ယောက် live ချင်တယ်ဆိုရင်ကျွန်တော်တို့ကအဲ့ဒီစမှာခွင့်တောင်းရတယ်ပေါ့တပည့်ခံကျင်တယ်ဆိုရင်သူစမှာကြည်ရနဲ့ကျွန်တော်ဟုတ်တယ်မှာတဲ့ဘယ်ခွင့်တောင်းရလဲဒီနေရာမှာကျွန်တော်ကိုယ်စားချက်နားနေစီချင်တာခရစ်တိုကတင်းနေကျွန်တော်အရင်အဆုံးဆယ်ရီမှာမှရွေးကောက်တဲ့ software ဆယ်ရီမှာနားနေစီချင်တာဖြစ်တယ်။ဘာအတွက်ရွေးကောက်တာလဲဆိုတော့ဒီနေရာမှာအာကျွန်တော်တို့အဲကျွန်တော်တို့ကခရစ်တိုတော့ live ဖြစ်ရင်တေးချရဲကျွန်တော်တို့ကခရစ်တိုရဲ့အလိုတော်ကိုကျွန်တော်တို့ကဆောင်ဖို့လိုအပ်တာဖြစ်တယ်။ တော့ကျွန်တော် server မှာလည်းအစီအစဉ်အဲ့တော့ကျွန်တော်တို့ crypto dollar night တယ်ဆိုတာကတနည်းအားဖြင့်သူ့နှုတ်လုံးလုံးလုံးများ second analyst ဆိုတာ buy ပါနေလဲဆိုရင်ကိုယ့်ရဲ့ဖြစ်ပြီးခြင်းတွေဆိုပုံထားကြရမှာဖြစ်တယ်အဲထားခဲ့ခြင်းဆိုရယ်ဆိုပါဝင်နေလဲဆိုတာနားလဲစီအဲ့တော့ Jesus crypto ကဒီ Petrus ကိုသူကခေါ်တယ် Petrus ခေါ်တဲ့အခါမှာဘယ်လိုခေါ်လဲဆိုရင် Petrus ကငါးသီး လူပုံများတဲ့ကံဖြစ်စီမယ်ဆိုလို့ခေါ်တဲ့ခါမှာပြေးပြီးတော့ချင်းချင်းပါလို့သူ့မှာရှိရလို့ဆွံ့မြူပြီးထားခဲ့တယ်တဲ့အဲ့တော့ကျွန်တော်ခရစ်တော်တော့ကျွန်တော် live လို့ဆုံးဖြတ် live ပြီဆိုရင်တေချာကျွန်တော်တို့ရဲ့ဖြစ်ကြည့်ခြင်းတော့ထားခဲ့ဖို့လည်းဆက်လိုက်ပြီးမှပြောရတာဖြစ်တယ်အဲ့တော့ mace ဒီမှာတင်းနေကျွန်တော်ကဘလို့အချိန်မျိုးပဲရှိနေခဲ့နေပါစေ ်အဲကျွန်တော်တို့ကကျွန်တော်တို့ရဲ့ဖြစ်ပြီးချင်းကျွန်တော်တို့ခါလေးမှာအရင်အချက်ခံရဆုံးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်အဲကျွန်တော်တို့ကအရင်အမျိုးမျိုးပေါ်လေဘယ်ကနေမဆိုကိုယ့်ကိုအမျိုးထင်တဲ့အောင်ဖြစ်ကောင်းဖြစ်နိုင်တယ်ဒါပေမဲ့အဲ့ဒီကိုကျွန်တော်က select တော့မှာထားခဲ့ဖို့လိုရတာဖြစ်တယ်အကျွန်တော်ကအဲ့တော့ဒီရှေ့ခေတ်ကာလကဆိုရင်ပညာသင်တဲ့အခါမှာအာသူတို့တက်တူပညာရေးဆရာတော်ဆင်မှာပညာသင်ရကြတယ်ဒါကပမာစကားပါဆိုင်တက်ကတိလာဆိုအမျိုးမျိုးပေါ်တယ်ဗောလေအဲ့ရှင်မှာတိုင်းနေပြည်တဲ့အမျိုးမျိုးကဘင်းမင်းကြီးမင်းသားတွေအမျိုးမျိုးက ဒီအဲ့အမတ်ကြီးအဲ့ပေါ့ခိုင်းကြပါလေအတက်ကတည်းကပေါ့ဆိုပညာတင်ရတဲ့ခါမှာသူတို့ကအကောင်လုံးကိုသူတို့ထားခဲ့ကြတယ်ဗောလေထားခဲ့သူတို့ဘယင်ဖြစ်လာမင်းသားဖြစ်လာတိုင်းနဲ့ထားခဲ့တယ်သူတို့လက်တဲ့ခါမှာလုံးဝအပြည့်အဝကိုမှအဲဒီတက်ကတည်းကကတပည့်လာခံနေဆိုတော့ပဲတွားချရတယ်ထုံနစ်ပြုပဲကျွန်တော်တို့ကခရစ်တော်တော်လိုက်ပြီဆိုရင်လက်ကိုကျွန်တော်ကရေတော့ဆုံးဖြတ်လိုက်ပြီဆိုရင်တည်ချက်ကျွန်တော်ထားခဲ့လို့ကကျွန်တော်ရဲ့ဖြစ်ခြင်းကြောင့်ထားခဲ့လို့ဗောလေတခါတည်းမှာကျွန်တော်တို့ကအာအာ အင်္ဂါမရှိတာအခြေအနေဖြစ်နေအချစ်ခံအောင်ဆုံးနဲ့ဖြစ်နိုင်တယ်။နော်အမတ်တစ်ခုခုရဲ့လူကြီးတဲ့ရဲ့တာသမီးရဲ့ဖြစ်ကောင်းဖြစ်နိုင်တယ်။အဲနော်ဖာအဲဒီစကားမှာဆိုရင်မြေခစ္စနဲ့တိုက်တက်လိုက်လို့ဖြစ်ကောင်းဖြစ်နိုင်တယ်ဟောလေအဲ့လိုထင်တဲ့လူလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပြောချင်တာကဘယ်လိုလူမျိုးဖြစ်နေပါလိမ့်စေကျွန်တော်တို့ရဲ့ဖြစ်တည်ကြောင့်ထားကြလို့ပြောတာဖြစ်တယ်။အဲ့တော့ဖာဆိုကျွန်တော် crypto life ဆိုရင်ကျွန်တော်တို့ကနားလည်းလိုတာကကျွန်တော်တို့ crypto ရဲ့ domain တော့စာလေး name တစ်ခုလေးမရှိမှဖြစ်တယ်။ ဒါကြောင့်မိတ်ဆွေတွေနဲ့ပြတ်တာလိုက်တဲ့အခါမှာ లైవ్ လေးဆုံးဖြတ်လိုက်ရဲခါမှာကိုယ့်ရဲ့ဖြစ်ခြင်းတွေကိုကျွန်တော်ကပြောရမယ်အကြောင်းယူမယ်ရှိတာဖြစ်တယ်။အဲ့တော့ဒီမှာဆိုရင်တမန်တော်ရှင်ဘောလို့ကျွန်တော်တတ်တာနည်းနည်းလေးလာမယ်ဆိုရင်သူကသူ့ကိုသူကနိုင်ချင်သူ့ရဲ့ရှင်ဘောတမန်တော်ရှင်ဘောလို့ဆိုအားလုံးသိကြမှာဖြစ်တယ်။အစားကတော့ short လို့ပါလေ။ short လို့ဖြစ်တယ်။ဒါပေမဲ့ short လို့ကဘယ်လိုလုပ်လဲဆိုသူက variation လို့ဖြစ်တယ်။စိတ်ပညာနဲ့အနေချင်းသူကနားလည်ပါတယ်လို့ကြားဖြစ်တယ်။ဒါပေမဲ့သူ credit တော့လိုက်တဲ့အခါမှာသူဒီ variation တားဖြစ်ဆိုသူထားခဲ့တယ်။ထားခဲ့တယ်။ ။အဲသူဒီစီးပညာကိုနားလဲဆိုလဲသူကထားခဲ့တာဖြစ်တယ်။သူကလည်းခရစ်တော်ရဲ့အစီအစဉ်ကိုကျင်းပတယ်။သင်္ချာဖို့ကြောင့်တာဝန်ထက်တွေ့ရာဖို့လေကျွန်တော်ဆက်ရအောင်။ဒီရှင်ရဖို့အော်ရာစာကြီးနဲ့စာရေးစာရေးဆက်ဖို့သူဆိုရင်လည်းဒီဒီယေရှုခရစ်တော်ရဲ့ညီတော်အရင်ဖြစ်တယ်။ညီတော်အရင်ဖြစ်တယ်။ဒါမဲ့သူခရစ်တော်သူဘက်ကိုဆုံးဖြတ်လိုက်တဲ့အခါမှာသူငါဒီခရစ်တော်ရဲ့အညီဆိုတော့သူထားခဲ့တယ်။အဲ့ဒါကသူဘယ်လိုပြောလဲဆိုတော့ငါဒီခရစ်တော်ရဲ့အစီအကံချောင်းတယ် ပြောချင်တဲ့ဘောကကိုယ့်ရဲ့မန်မာနားတွေပုံပို့ထားလိုက်တာဖြစ်တယ်။ကိုဒီကိုဒီခရစ်တော်မလခင်ကဘယ်လိုပဲဖြစ်နေပါလဲစီခရစ်တော်ကျွန်တော် live လို့ဆုံးနေခါမှာကျွန်တော်အသက်တော်ကအသက်တော်ပြန်လဲစတင်လာဆောလိဆုံးနားလဲစီချင်တာဖြစ်တယ်။ဒါကြောင့်ဒီတမန်ကျမ်းစာထဲမှာဆင်ပြောတမန်တော်ဆက်နေပါတော့အနေနဲ့ကျွန်တော်ဆက်ပြောလေ့လာကြည့်မယ်ဆိုရင်ဒီမှာဆိုရင်ဒါကြောင့်မို့ခရစ်တော်ကကျွန်တော်ဘာတစ်ချက်ခေါ်လဲဆိုတော့ကျွန်တော်ခုဆက်လေ့လာမယ်ဆိုရင်ဒီခရစ်တော်ခေါ်တဲ့အတိုင်းမှာသူပြောတဲ့စကားဘာတစ်ခုရှိတယ်။ပေပိယုဘယ်လိုခေါ်လဲဆိုတော့ငါဒီတင်တော့ဟို လူပုံများသတ္တနာဖြစ်စေတယ်ပြောချင်တဲ့ဘောကအပေပြူရဲ့အဲထက်ဆိုင်ဖျက်သူ့ရဲ့ဘုံတော်တော့ခေါ်တော့ကျွန်တော်နားလည်ဖို့လိုဝင်တာဖြစ်တယ်။ဒါမှမဟုတ်တင်းကျွန်တော်ကတင်းကျွန်တော်ကဖျက်ရင်ခေါ်ရင်းခံရတဲ့အခါမှာဘာလို့ခေါ်တာလဲဆိုရင်ဖျားရဲ့ဘုံတော်ကတင်အားဖြင့်ထင်ရှားဖို့ဖျားထင်ကခေါ်နေရဆောင်ဆက်လက်လိုဝင်နားလည်စေချင်တာဖြစ်တယ်။အဲဘာသာမလို့ဖျားညာတင်ဘာပဲလို့လို့ရလားဆိုရင်ရတာဖြစ်တယ်။နောက်ဖျားညာသူအမှုညာထိုလောက်ကျင်တဲ့အခါမှာသူလူသားတွေကိုမလို့ဖြစ်တယ်။ ဒါပေမဲ့မင်းရှင်နဲ့တင်းနေကျွန်တော်ဘာကြောင့်ဖျားသိကရွေးကောက်လဲဆိုတင်းနေကျွန်တော်ချစ်လို့လို့ဖြစ်တယ်ဖျားသိကအာဒီယေရှုခရစ်တော်ကဒီယေရုရှလင်မြို့တော်သို့ဝင်လာတဲ့ခါမှာလူတွေများစွာကသူ့ကိုဝါပြီးတော့မှချီးမွမ်းကြတယ်ဗျထာဝရဘုရားအခွင့်အရေးကြောက်လာတဲ့သူတွေ fortuna ဖြစ်စေတဲ့စသဖြင့်ဖျားသိကကိုမြို့ချီးမွမ်းကြတဲ့ခါမှာပါရိရှဲရဲ့သူ့ကိုတားတယ်ဗျာဒါနဲ့အဲဒီကိုယ်တော်လူတွေကိုမတားဘူးလားဗောအဲ့မှာယေရှုကပြောလဲဆိုရင်သူတို့ကကိုယ်ကိုယ်ဆိုကြောက်လို့နေရမှာကိုယ်ပဲဖြစ်တယ် ပြောချင်တယ်ပေါ့ကကြက်လုံးကမြင်သူ့ကိုကောင်ဖြစ်တဲ့တတ်ဆွမ်းနိုင်တဲ့ဖျားဖြစ်တယ်ဒါပေမဲ့တင်းနဲ့ကျွန်တော်ဒီရတဲ့ပေါင်ဝင်စီချင်တာကပေါင်ဝင်လို့ဆိုတာတင်းဖြတ်ချင်မနဲ့အခွင့်အရေးပေးရမယ်ဖြစ်တဲ့ဆောက်တက်ဆက်ပေါ်မှာကျွန်တော်နားလည်စီလို့လားဖြစ်တဲ့ဆောက်ကြောင့်ဆက်ပြောရမှာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဖျားကံတင်းကိုမှလာသူ့နောက်လိုက်ကိုခေါ်လိုက်ဆိုရင်ကျွန်တော်ဆွမ်းလာလေးလာခဲ့တယ်တင်းအားဖြင့်အဲအဲလူလူများတော့တာဖြစ်စေတဲ့အဲ့အဖေဖျားရင်ပေါ်တော့ထင်ရှားစေဖို့တော့ဖြစ်တယ်။ဒါကျွန်တော်ဥစား နားလည်းကိုဆက်လက်နားလည်းစကြပေးဒါကြောင့်ကျွန်တော်ကခရစ်တော်နောက်ကိုလိုက်မယ်ဆိုရင်အဲကျွန်တော်တို့အကျိုးဆန္ဒနဲ့ဆက်ရင်ဘုရားဘုန်းတော်ထင်ရှားဆိုတော့အိုးဆုံးပူဇော်ပေးလိုက်နိုင်ရမယ်ဆိုနားလည်းစကြဖြစ်တယ်ဒါလို့တင်နေကျွန်တော်ကခရစ်တော်ကိုလိုက်ပြီးလို့ခံထားပြီးဆိုရင်ကိုယ့်ရဲ့ဒီမှာကျကိုယ့်ရဲ့အယူဆန္ဒကိုယ့်ရဲ့လိုရင်းဆန္ဒဖြင့်စာရင်းဖျားခင်ရဲ့အလိုဆန္ဒလိုက်ဖို့အတွက်ဒီမှာဒီအချင်းတွေကျွန်တော်ဆက်လို့ခွန်အားပေးလို့ပါဖြစ်တယ်။အဲတော့ဒီဒီကျမ်းစာထဲမှာဆိုရင်ကိုယ့်ရဲ့ လူဆန္ဒနဲ့ဟိုခရစ်တော်တော်လိုက်နေလို့ဖြစ်နေကစားအဲကိုယ့်ရဲ့ဆန္ဒတော်လိုက်ရတယ်လူတယောက်ရှိတယ်ဒါကယူဒရှိပါတယ်ဘာလို့တည်တဲ့အတိုင်းပဲဖြစ်တယ်ယူဒရှိပါတော့ဖြစ်တယ်အဲအဲဒီယူဒရှိပါတယ်ဖြစ်တယ်ဒီယူဒရှိပါတယ်ဘာလို့တည်တဲ့အတိုင်းပဲဖြစ်တယ်သူကယေရှုခရစ်တော်ကိုဝင်ကြီးချာဟာသူက ကျောင်းစားသားတွေတောက်ပြနေကျွန်တော်သူ့ရဲ့တာဆိုအနေငယ်လေးလေ့လာကြည့်မယ်ဆိုရင်ဒီယူဒရှကာယောကဒီကျမ်းစာထမဆင်သူကယေရှုခရစ်တော်ရဲ့ငွေတော်ထင်းလို့ငွေအိတ်ကိုသူကဆောင်းနေလို့ကျမ်းစာတော်သူ့ဖော်ပြထားတာဖြစ်တယ်အဲ့တော့သူသူကဖော်ပြတယ်နောက်တစ်ခါမှသူဘလို့ချေပြသူကဒီဖြစ်သူကယေရှုခရစ်တော်နဲ့သူလည်းသူလည်းယေရှုခရစ်တော်ရွေးကောက်ခြင်းခံရတဲ့သူပဲဖြစ်တယ်ရွေးကောက်ခြင်းခံရတဲ့သို့တော်များလည်းသူပါဆက်ဖြစ်တော်သူ့အတန်တော်ဆက်လေ့လာကြည့်တဲ့ခါမှသူကယေရှုခရစ်တော်ရဲ့မိန့်ချချက်သူကမြင်တဲ့ခါမှာ ူကဒါကဖျက်တာတော့ဖျက်တယ်လို့ဆိုပြီးတော့သူကယေရှုခရစ်ကိုသူကငွေချင်းအခွင့်အမ်းမှာအငွေချင်းနဲ့တော့ဒီဒီလိုနေချာနဲ့နောက်ကလိုင်းနိုင်မယ်လိုင်းနိုင်ဆိုရင်သူ့ရဲ့စိတ်ထဲမှာအငါလိုတဲ့အရာမရမအောင်မရနိုင်ဘူးပေါ့အဲကြောင့်လို့သူကငွေချင်းဘက်ကိုသူရွေးချယ်သွားတယ်ပေါ့အဲတော့ကျွန်တော်ဒီမှာဒီသူ့ရဲ့တတ်တာချင်းကျွန်တော်အဓိကပြောချင်တဲ့အရာကကျွန်တော်ခရစ်တော်နောက်ကိုလိုက်တဲ့အခါမှာကိုကိုရဲ့လုံရင်အတွက်မလိုက်ပါနဲ့ပေါ့ကိုရဲ့လုံတဲ့နိုင်ငံဆိုရင်တင်းရဲ့လိုက်ခြင်းက အမင်္ဂလာပဲဖြစ်သွားစေလိမ့်မယ်။အချိန်ကြီးကိုဖြစ်သွားစေပါဖြစ်တယ်။ဒါကြောင့်မို့ဒီ YouTube ကရတဲ့တိုင်းအဆုံးမှကိုကြည့်တဲ့အခါမှာသူ့ရဲ့တတကလည်းပဲမဖြာဖူးသွားပြီးဖြစ်တယ်။သူ့ရဲ့နောက်ဆုံးမှလည်းဆုံးရှုံးရုပ်ကြုံဆွေးကြုံတွေ့ခဲ့ရတာဖြစ်တယ်။ဒါကပါလို့သူ့ရဲ့အဲတစားတမန်တော်ကြီးဆက်ဆက်တစ်ပါးလုံးမှာတော့ဒီခရစ်တော်ရဲ့အလိုဆန္ဒနောက်ကိုလိုက်ရခရစ်တော်ရဲ့အလိုသူကနားလိုက်တဲ့အခါမှာအာဒီခရစ်တော်နောက်ကိုရဲရဲလိုက်တဲ့အခါသူ့ရဲ့တတမှာဆုံးရှုံးခြင်းကိုမကြုံခဲ့ရဘူးပေါ့။သူတို့တတမှာသူတို့ အဲ့ဒါမှမကြုံခဲ့ရဘူးဒါပေမဲ့ဒီ user ရှင်းပါရတဲ့တော်ကျွန်တော်တို့ကြီးလိုက်တဲ့အခါမျိုးမှာဆိုရင်အဲဒီ user ပတ်သက်တဲ့အခါမျိုးကြီးလိုက်တဲ့အခါမျိုးမှာဆိုရင်သူကသူ့ရဲ့ယေရှုခရစ်တော်ရဲ့အလိုဆန္ဒနဲ့စာရင်အဲခရစ်တော်ရဲ့အဓိကအလိုဆန္ဒကဒီမှာဆိုရင်ဖျားနေလို့တော့တိတိအခန်းကြီးနဲ့အငယ်လေးမှာဆင်ပြထားတယ်လူပေါင်းတို့ဒီကယ်တင်ခြင်းတို့ရတဲ့တမန်တော်တိစေခြင်းကဖျားနေကဘယ်လိုလဲရှိတယ်ဆိုတော့ personal ကဖျားနေတင်ခေါ်တယ် ်ရင်ရှိကလူတိုင်းကတမန်တရားကိုသိစေဖို့ဖြစ်တယ်။တိတ်အားဖြင့်လူတိုင်းကတမန်တရားကိုသိစေဖို့ဖြစ်တယ်။ဖြစ်ရတဲ့ဒီအတွက်တင့်ကိုခေါ်တာဖြစ်တယ်။ဒါကမှတင့်ကဒါပေါ်နားမလဲပဲတော့တင့်ရဲ့ကိုယ်ကျိုးအတွက်ငါခရစ်တော်နောက်ကိုလိုက်ရင်တော့တစုံတစ်ခုရမယ်။ခရစ်တော်နောက်ကိုလိုက်ရင်တော့ငါရှင်ဝေရမယ်ဆိုပြီးလိုက်တဲ့အခါမှာတွေ့နောက်တိုင်းကကငွေသွားတဲ့အခါမှာတွေ့လက်ခံရတာငွေသွားတဲ့အခါအတ္တတော်ဆုံးလုံးချင်းကရောက်လာတယ်ဆိုတော့တွေ့အတ္တတိုင်းအနည်းကောင်းပါ ဆုံးနေကြတာတော့ကျွန်တော်တို့မြင်ရတယ်။အဲကျွန်တော်ခါလေးမှာကျွန်တော်ခရစ်တန်လာလဲတဲ့ဟောငွေကြောင်လိုက်တဲ့အခါမှာငွေကြေးရတဲ့အခါရှိကောင်ရှိနိုင်တယ်။ဒါမှမဟုတ်ဒါကခရစ်တော်နဲ့လိုက်ချင်းရင်အဓိကအဖြစ်မဟုတ်ဘူးဖြစ်တယ်။အဓိကခရစ်တော်အသင်ကိုခေါ်ခြင်းရဲ့အဓိကရည်ချယ်ချက်မဟုတ်ဘူးဖြစ်တယ်။ဖျားနေတဲ့အသင်ကိုပေးပိုင်တဲ့ငွေကြေးစတဲ့ပေးပိုင်တာဖြစ်တယ်။ရှင်ဝင်ပေးပိုင်တာဖြစ်တယ်။ ို့တော်ညာနဲ့ရွှေမွေပေးလို့ယေရှုခရစ်နဲ့ချင်းမဖြစ်စေဖို့ကျွန်တော်ဒီညမှာလေးကပြောတော့တဲ့ကျွန်တော်ဒီအဓိကလေးလာတဲ့အရာကခရစ်တော်နဲ့ချင်းအဓိကအရာချက်ကျွန်တော်လေးလာတာဖြစ်တယ်။ဒါပေမဲ့ကျွန်တော်ခရစ်တော်အဓိကလက်ထောက်မှာဖျားနေတာဘာတော့ကြောင့်တင့်ကိုခေါ်တယ်လဲဆိုရင်ကျွန်တော်တို့ကဘာကြောင့်လဲသူ့ကိုလမ်းသူ့နဲ့လမ်းကိုလိုက်ရမလဲဆိုရင်ကျွန်တဲ့ကျွန်တော်အားဖြင့်လူပေါင်းများစွာဖျားတယ်ဖို့တိုးရပါတည်စီဖို့ဖြစ်တဲ့ဆောင်းကျွန်တော်မှာနားလဲစေတာဖြစ်တယ်။နားလဲစေခြင်းတာဖြစ်တယ်။ ဒါကြောင့်လို့ကျွန်တော်ပိုက်ရောပဲအချိန်နဲ့ပြောတတ်နေနေပါစေကိုယ့်အကျိုးနဲ့ဆိုင်ခွတ်တော်ရဲ့အကျိုးနဲ့ကျွန်တော်တို့လိုက်စားမှုတွေဖြစ်စေဖို့ပြောတာဖြစ်တယ်။ဒါကြောင့်လို့ဆိုကျွန်တော်ခွတ်တော်ရဲ့အလိုလိုက်မှုတွေဆိုရင်အရင်ဆုံးကိုယ့်ကိုကျွန်တော်ကမြင်ခဲ့ရတယ်လို့ပြောတာဖြစ်တယ်။ကိုယ့်ရဲ့ဖြစ်ပြီးချင်းကိုယ့်ဒီအချိန်နဲ့အရင်ခါကကိုယ်အဲတစုံပြောရဲ့အကြီးကဲတစုံပြောရဲ့တာဝန်နဲ့ဖြစ်ကောင်းဖြစ်နိုင်တယ်လူတွေမြန်မာပြည်ကလူတွေပြောနေတယ်လို့ကိုယ့်ကိုတိုက်ကလာလို့လည်းထင်ခဲ့လို့ရှိကောင်းရှိနိုင်တယ်ပေါ့။ဒါပေမဲ့တကယ်လူရဲ့ဝိညာဉ်ကဖျားဆီးရတာဖြစ်တယ်ပေါ့။ဒါတော့ကျွန်တော်ပြောတယ်တိုက်ကလာတော့မဟုတ်ဘူးပါနဲ့။ အဲ့တော့အဲ့ဒီကိုထင်နေရှိရတယ်ဒါဒီကိုထားမဲ့ကြပါအောင်အဲ့ဒါဒီကိုကျွန်တော်ထားခဲ့ပြီးတော့မှခရစ်တော်ရဲ့အလိုဆန္ဒဖြစ်တဲ့တင့်အားဖြင့်လူပေါင်းများစွာကခရစ်တော်တိဝဆန္ဒတန်ချရမှာဒီအတရားရဲ့အနေနဲ့ခေါ်အားပေးချင်တာဖြစ်တယ်ဒါကြောင့်ဒီနေ့ကျွန်တော်ရဲ့အတ္တမှာအတချို့ရတယ်ဝင်လာပြီးဆိုရင်တစ်ခါတည်းမှာအတချို့တော့ဝင်လာလိုက်ရဲ့နေရာတွေကျွန်တော်တွေ့ရခါမှာသူတို့တက်တဲ့ချိန်မှာအောင်မြင်တဲ့လူတွေရှိတို့ထင်အောင်ထင်ရမှာပဲဖြစ်တယ်သို့တော်များလည်းအဆုံးပါတာက ်ငါကတို့တို့အတွက်ကြောက်ဆုံးကြရဖြစ်လာမှာဖြစ်တယ်။အဲတမန်ချင်းသားချင်းအတွက်ဘာပဲလဲဆိုတော့အချင်းတည်းဒီမိမိအတွက်ကိုကယ်တဲ့ချင်းကအလိုရှိတယ်။ထို့သူဒီအတက်ဆုံးနေတယ်။ထို့သူငါကြောက်အတက်ဆုံးဆုံးလေနေထို့သူရဲ့ချင်းလည်းကျွန်တော်ကျန်တာမှာပေါက်ပြတာဖြစ်ပါတယ်။အဲဒါကြောင့်ကျွန်တော်တက်ခါပြောဆုံးရှုံးတယ်လို့ထင်ရတဲ့အရာတွေက အဆုံးသတ်ကြဖြစ်တော့အစပေါင်းများစွာကျွန်တော်ပြန်ပြီးမှအပေးနေတဲ့ဆိုတော့ကျွန်တော်ပြောချင်တာဒီလေတန်ကျွန်တော်ခရစ်တော်နောက်ကိုလိုက်တဲ့အခါမှာဘာကျွန်တော်ဒီခရစ်တော်အလိုလောက်ပါလဲဆိုရင်တင့်အားဖြင့်လူပေါင်းများစွာကတမန်တော်ပြီးဖို့ဖြစ်တယ်တင့်လူပေါင်းများစွာရှေ့မှာဖျားထင်းရဲ့ဘုန်းတော်ထင်ရှားစေလို့ဖြစ်ကြတာတင့်ကိုခွန်တာဖြစ်တဲ့ဆိုတော့ဒီနေ့ဒီနေ့အားဖြင့်အနေငယ်ပေါ်ပြလာဖြစ်တယ်ဒီလိုတော့တင့်ချက်တူတူချက်ကခရစ်တော်နောက်လိုက်ရဲ့ကြီးရဲ့ချက်ကလွဲသွားတဲ့အခါမျိုးပါစေအဲဂျူဒက်ရှ်ကလည်းတော့တတ်တာကျွန်တော်တို့ကြောင့်ဆုံးတာဖြစ်ပါ

ခေါ်တဲ့လူရဲ့လူစနာကျွန်တော်တို့ကနားလည်ဖို့လိုရတာဖြစ်တယ်။အဲခေါ်တဲ့လူရဲ့လူစနာကကျွန်တော်တို့ကကျွန်တော်တို့အားဖြင့်အဲလူပေါင်းတို့ဒီကိလေသာချင်းတမားတဲ့တိဖို့တိုင်းမှာဖျားခြင်းအလိုတော်ရှိနေတာဖြစ်တယ်။ဒါကြောင့်မလို့တင်းအလိုတင်းဖျားခြင်းအလိုစနာကတင်းအလိုစနာဖြစ်လာလို့လိုရတာဖြစ်တယ်။ကျွန်တော်တို့ကခရစ်တော်ကိုလိုက်ပြီးခရစ်တော်ကိုဆရာနဲ့ကျွန်တော်ရှေ့တဲ့ တတ်ခံနိုင်ပြီဆိုရင်ဒီဆရာရဲ့ကျွန်တော်တို့ကအဲ့ရကျွန်တော်ချင်းပေါ်ချပြီးဖြစ်တယ်ဒီဆရာရဲ့အတ္တတော်တုံနေခဲ့တဲ့အရာရဲ့အဲ့အရာလည်းကျွန်တော်အတ္တတော်ခံယူနေပြီဖြစ်တယ်ဒါကြောင့်ကျွန်တော်ကခရစ်တော်ရဲ့လိုက်တဲ့အခါမှာခရစ်တော်ရဲ့ပုံတရားကပြည့်တရာတင်ရှားစေပါထင်ရှားပါစေအဲ့တော့ဒီအဆုံးသတ်တဲ့ကျွန်တော်ပြောမှဆိုရင်ဒီနေ့မှာကျွန်တော်တို့အတ္တတော်ကျွန်တော်တို့ခရစ်တော်တော်နဲ့ချင်းပြီး อาจารย์จะสอนผู้ช่างแต่สายไม่มีกูจูเกิดในสายพ่อิธีโบราณพียงเช้าเราเพียศสี่บาเราจะเอาเงินมาควานไปเรื่อเช่นแต่เงิน้็ถึงกองทุนที่เราซื้อ